မင်္ဂလာပါရှင်7 minute tv ရဲ့ facebook တွင်ခန္ဓာကနေကြိုဆိုပါရစေဇူလိုင်လ2ရက်နေ့မနေ့ကလူမှုကွန်ရက် facebook စာမျက်နှာပေါ်မှာရေပန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အခုလက်တလုံးမှာရေပန်းစားနေတဲ့မြင့်မြတ်ရဲ့ဒိုင်ယာလော့ဖြစ်တဲ့ဟေအောင်ချင်းကောင်ဆိုတဲ့စကားလုံးကိုနိုင်ငံခြားသားတွေကလိုက်ပြောထားတဲ့ဗီဒီယိုဖိုင်အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုချစ်ကောင်းထုတ်အမည်နဲ့ facebook သုံးဆွဲသူတူကမနေ့ကတင်ခဲ့တာဖြစ်ပြီးဝင်ရောက်ကြည့်ရှုသူ9သိန်းနီးပါးရှိပြီး facebook ပေါ်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ် သူတို့ပုံစံလေးတွေကချစ်စရာလေးမြန်မာစကားကိုမပီကလာပီကလာနဲ့ကွီးမိမြဲ့ခြင်းကတော့အနောက်တိုင်းသားတွေပါမိကုန်တယ်နားထောင်ကောင်းတယ်ကြည်ကြည်စက်ကမ်းပိုင်းနေမယ်သူတို့တော့ဂျင်းကောင်းနေဖြစ်ကုန်ပြီဆိုပြီး Facebook သုံးဆဲသူတွေကနောက်ပြောင်တဲ့သဘောနဲ့ဒီเจ้าရံနဲ့ပတ်သက်ပြီးမှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ် ဒုတိယတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အခုလာမှာသိန်းသပေါင်းစုထိပေါက်တဲ့သူဟာအိမ်မက်ကြောင့်ထိတိုးခဲ့ရတာနေဒီလိုထိစုကြီးပေါက်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစိုင်းလိုင်းအမည်နဲ့ Facebook သုံးဆွဲသူတူကနေ တိန့်တီစုပေါက်ပြီးရန်ကုန်ကိုစုငွေထုတ်ယူဖို့ဆီယာမဒေါ်ဂျီဝင်းထံမှငွေကြေးတထောင်နဲ့ခုနှစ်ရက်လက်ခံရရှိသည့်ထူးဆန်းသည့်အိမ်မက်မှတ်ပြီးလှန်တိုးခဲ့သည်လို့အစာချေပြေးထားပြီးအမေကိုစိတ်ကူးဖို့အတွက်အခက်ခဲတွေရှိနေချိန်မှာအိမ်မက်တဲကဒေါ်ဂျီဝင်းရဲ့ဒီဇိုင်းကိုသွားပြီးထီထိုးခဲ့ရတာနဲ့ဒီလိုထီစုကြီးပေါက်ခဲ့တဲ့အကြောင်းကိုအသေးစိတ်ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရနဲ့ပတ်သက်ပြီး Facebook သုံးဆွဲသူတွေကတော့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့မှတ်ချက်တွေအများအပြားရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်။ မရှိတဲ့လူတွေပေါက်တာဝမ်းသာစရာပါအခက်ခဲတွေနဲ့စားဝတ်နေရေးအတွက်အဆင်ပြေချုံးမွေးကြပါစေကိုပြူတီကံပဲ့တင်တန်ဖို့တို့လည်းသူ့လိုကံကောင်းချင်လိုက်တာထီစုကြီးတော့ပေါက်ပြီးအလူကြီးကြီးလှုပ်ဖို့ပဲကြံတော့တယ်နော်ဒီဘွားမှာအခုလိုအခွင့်အရေးရဖို့အရင်ဘွားကဘလောက်များကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လဲဆိုတာကိုသိနိုင်ပါတယ်ဆိုပြီး Facebook သုံးဆဲသူတွေကမှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ line ကားပေါ်မှာကပိုက်နိုင်တဲ့သူတွေအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုလင်းသက်မျိုးအမည်နဲ့ Facebook သုံးဆွဲသူတူကနေ လွန်ခဲ့တဲ့3လလောက်ကကျွန်တော်ကပိုင်းနိုင်ခံခဲ့ရပါတယ်ဇစ်ပွဲပွင့်ပြီးဘာမှမပါသွားပါဘူး လူမမြင်အောင်အသင့်ပါလာတဲ့အနှွေးတဲ့အင်ဂျီကိုအုပ်ပြီးနှိုက်တာပါတယောက်ကကွယ်ပြီးပြီးတယောက်ကနှိုက်တာနှိုက်တာတီးလိုက်လို့လမ်းထဲဆန်းလိုက်တော့သူ့လက်ကချက်ချင်းယုတ်သွားပါတယ်ဒါပေမဲ့ကျွန်တော်မပြောရခဲ့ပါဘူးကြောက်တာလည်းပါပါတယ်နောက်ပြီးစင်းကနေမလို့ဒီတိုင်းစင်းခဲ့လိုက်တာပါဒါပေမဲ့အဲ့ဒီလူနှစ်ယောက်ရဲ့မျက်နှာကိုတော့ကောင်းကောင်းမှတ်မိခဲ့ပါတယ်လို့အစာချေရေးသားပြီးအဲ့ဒီလူတွေကိုရိုက်ထားတဲ့ဓာတ်ပုံနဲ့အတူဖော်ပြခဲ့တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာဒီအကြောင်းအရာကပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်ခုလိုတင်ပြပြောပြတာကျေးဇူးတင်ပါတယ်လူတိုင်းသတိထားနိုင်တာပေါ့ဓာတ်ပုံတွေကူပြီးကားတိုင်းမှာညင်ညာထားတဲ့ ယ်။ဒါမှဒီကောင်လေးလှုပ်ရှားလို့မရမှာ။အရင်တခါတငယ်ချင်းအိတ်အခွဲခံရတာလေအဲ့ဒီလူတွေပါပဲ။အဲ့ဒီကောင်လေးနှိုက်တာတွေ့ဘူးတဲ့။အရင်မြင့်မြင့်ကောင်နှစ်ကောင်ကဇကင်နဲ့꿰ထားပေးတယ်။ဇဘူးနဲ့ကောင်ကနှိုက်တာဆိုပြီးသူတို့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးမှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒီနေ့အတွက် Facebook တခင်ကဏ္ဍကတော့ဒီလောက်ပါပဲ။ 70TV ပြည်သက်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ပါရရှင်။